ကိုရဲ့မျက်နှာကိုပြက်စရာမလိုကိုရဲ့အတန်ကိုလည်းသုံးစရာမလိုပဲဗီဒီယိုကွန်တက်နဲ့ဖန်တီရှင်နဲ့ညီကောင်မောင်နှမတွေအတွက်ဒီနေ့မှာသတင်းကောင်းလေးတစ်ခုကိုပြပြပေးပါမယ်သတင်းကောင်းတွေမကပဲအသီးလုံးလေးကိုပါတစ်ခါတည်းပြပြပေးထားပါလိမ့်အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာဂျပန်နိုင်ငံမှာငလျင်မဖြစ်ခင်ဆိုးရွားတွေနဲ့ဂျပန်လူမျိုးတွေကဘာတွေပြင်ဆင်ထားကြလဲဆိုတဲ့အကြောင်းကိုဗဟုသုတတစ်ခုအနေနဲ့ညွှန်ဝေပေးပါမယ်ဂျပန်ဟာငလျင်မကြာခဏလောက်တက်တဲ့နိုင်ငံဖြစ်ပါတယ် ဒါကသူ့ရဲ့ပထဝီနေထားကြောင့်ပါ မိတောင်လှရှားမှုတွေကြောင့်လဲကြီးမားတဲ့ငွေရင်းတွေဂျပန်မှာမကြမကြဖြစ်ပေါ်လေးရှိပါတယ်၂010မလ10ရက်ကဖြစ်ပေါ်ခဲ့တဲ့ရိုဟိုကုငလင်းဟာပြင်းအား9.0အဆင့်ရှိပြီးဆူနာမီကြီးကိုဖြစ်ပေါ်စေခဲ့ကလူပေါင်းတထောင်ခွဲကျော်တည်ဆုံးခဲ့ပါတယ်တကယ်ဝမ်းနည်းစရာပါဒါပေမဲ့တော်ယုံလင်းလောက်ကိုတော့ဂျပန်တွေမကြောက်ကြပါဘူးဘာလို့လဲဆိုရင်ငလင်းမကြခဏလုံနေတဲ့နိုင်ငံဖြစ်လို့အဆောက်အဦပိုင်းဆိုင်ရာတွေချက်ပြေးစနစ်တွေကိုအစိုးရကတည်တည်ချာချာစီစစ်ထားတာမျိုးပါ ခုတွေ့လိုက်ရတဲ့ဗီဒီယိုကအတန်ကုန်ရုပ်ကို AI နဲ့ဖန်တီးထားတာဖြစ်ပါတယ်။ကိုကဗီဒီယိုကွန်းနဲ့နေစတဲ့ဖန်တီးရှင်နဲ့ခုမှစမှမိုးကင်မရာတွေမဝင်နိုင်သေးဘူး။မိုက်ကောင်းစားတွေလည်းမဝင်နိုင်သေးဘူး။ကိုကိုကိုဗီဒီယိုရိုက်ဖို့လည်းမရသေးဘူး။ကိုရဲ့အတန်ကုန်လည်းမသုံးချင်ဘူးဆိုရင် Okay ဒါတွေအကုန်လုံးကိုရိုက်ရှိုးပြီးတော့ဒီလို AI ခင်မှာ AI တွေအသုံးပြုပြီးတော့ဘယ်လိုအကျဉ်းဆက်ဗီဒီယိုတွေဖန်တီးကြမလဲဆိုတာဆက်ကြည့်လိုက်ရပါမယ်။ ရေကူရွေးရှင်းတဲ့နီးလန်းတွေနဲ့ဖုန်းနဲ့ပဲလိုက်လို့ရအောင်အဆက်ရှင်ပြပေးထားပါတယ်။ဒီကျမှာဗီဒီယိုလုပ်ပြီးဝင်ငွေရှာမဲ့သူတွေအတွက် Fish လက် YouTuber လုပ်မဲ့သူတွေအတွက်ကိုဘယ်နေရာရရောက်ဘယ်မှာနေနေဖုန်းတစ်လုံးနဲ့ဗီဒီယိုတွေ Foundation သူတွေအတွက်တော့သတင်းကောင်းပဲဖြစ်ပါတယ်။ဒီလို content တွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ And also press this bell icon. ဒါဆိုရင်ဒီလိုအကျဉ်းဆက်ဗီဒီယိုတွေကိုဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်လိုက်ကြပါမယ်။ ကျွန်တော်တို့ကိုယ့်ရဲ့ဓာတ်ပုံဒါမှမဟုတ်ကိုယ်သုံးမဲ့စကားပြောခိုင်းမဲ့ကာရိုက်တာရဲ့ဓာတ်ပုံကိုအရင်ဆုံးရွေးရပါမယ်အဆင်ပြေတဲ့ပုံနဲ့အကောင်းဆုံးပုံတစ်ခုကိုရွေးလိုက်ပါကျွန်တော်ကတော့ဒီပုံကိုရွေးလိုက်ပါမယ်ပြီးတော့ရင်ဓာတ်ပုံကိုအရင်တည်တည်ချာချာလောရအောင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လူပုံရဲ့နောက်မှာပတ်စံတွေကုန်ခံပြီးမိတွေဝေဆင်နေကြမလို့ပဲ background ကောင်းကောင်းလေးကိုထည့်မှဖြစ်တဲ့အတွက် Google Chrome လေးကိုအရင်ဆုံးသွားလိုက်ပါမယ်ပြီးတော့ရင် Pixel website ထဲကိုဝင်ပြီးတော့ room background ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်ပါမယ် အဲ့ဒီခါမှာနောက်ခံအခန်းပုံစံဒီဇိုင်းတွေအများကြီးကျလာပါမယ်ကျွန်တော်တို့အဆင်ပြေတဲ့အခန်းပုံစံကိုစိတ်ကြိတ်တစ်ခုခုကိုရွေးပြီးတော့ပုံကို download ချလိုက်ပါမယ်ကျွန်တော်ကတော့ဒီပုံလေးကို download ချလိုက်ပါမယ်ဒီကောင်းတွေကိုမကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့ Google မှာ YouTuber Room Background ဆိုပြီးတော့ရိုက်ရှာပြီးတော့အဆင်ပြေတာကို download ပြီးတော့သုံးလို့ရပါတယ်ပတ်စံအကောင်ကြမရှိပဲလှပတဲ့နောက်ခံအခန်းလေးတစ်ခုကိုကျွန်တော်တို့ download ချလိုက်ပါမယ် โอเคဒါဆိုရင်ကျွန်တော်တို့ရွေးချယ်ထားတဲ့လူရဲ့ဓာတ်ပုံကိုကျွန်တော်တို့ရဲ့ download ရှာထားတဲ့အခန်းလေးတွေကိုထည့်ပါမယ်ဒီလိုလုပ်ဖို့အတွက် Ensure application ကို